ကွန်းရကဘုန်းကြီးတွေစားကောင်းပါသလားဗျာကွန်းရကအင်းကွန်းရကတွေဥစ္စာလိုရှေ့ကတော့ဆယ်တော်တွေဒီကွန်းသီးကွန်းရွက်ထုံးဆိုရပြီးတော့စားကြတာရှိတယ်မနေ့ပိုင်းစားကြတာပေါ့ညနေပိုင်းကျဒီကွန်းသီးကွန်းရွက်ထုံးကသူကဆေးထဲမှာပါတယ်ပေါ့ဆေးပစ္စည်းပေါ့ကွန်းသီးလည်းဆေးပဲကွန်းရလည်းဆေးပဲထုံးလည်းဆေးပဲဒါပေမဲ့ဆေးဖြစ်တဲ့အတွက်ကြောင့်ဝါမယ်ဆိုဝါလို့ရတယ်ဒါပေမဲ့ခုနကတော့အကြောင်းရှိရမှာပေါ့ကိုဘာယောဂရှိလို့ဒီကွန်းဝါမလဲနော်အဲ့တော့ယောဂရှိမှဒီကွန်းကိုဝါလို့ရမယ်ယောဂမရှိဘဲနဲ့ဒီကွန်းကိုဝါလို့ရှင်တော့ဘုန်းကြီးအားပဲတက်မှာပဲ။ ဆေးဖြစ်ခိုင်းရအောင်ပါလေဒီနေ့ခင်ကျတော့ကိုင်းရမှာဘာတွေပါလဲဥစဉ်မသိဘူးဘာတွေဘာထဲမှန်းတော့မသိဘူးအဲ့တော့ဒီနေ့ခင်ထဲတဲ့ဥစားတွေက SLM ဆိုစဉ်းစားရအောင်ပါပေါ့ချစ်ကတော့တော့ကိုင်းဒီကိုင်းရထုံးကိုပြောတာနော်အဲ့ကိုင်းဒီကိုင်းရထုံးကတော့ဆေးထဲမှာပါတယ်အဲ့တော့ညနေပဲယောဂါရှိမယ်သူနဲ့ပတ်သက်တဲ့ယောဂါရှင်ဝါလို့ရတယ်ဟုတ် ပကပိုင်ခေါပကကိုမြေကိုနာမည်နဲ့ပေးထားရတယ်မလားဖေတန်ခါတော့ပေါ့နော်အဲ့ကြတော့အဲ့ခေါပကကတချို့ကြောင်းတိုက်တွေမှာနည်းနည်းညစ်တဲ့ ပုံကိုမျိုးရှိတတ်ရင်တခြားကောပကောက်ကိုပြောင်းစေချင်တာမျိုးဆရာတော်ကမိန်လို့ရလားဖေ။ရတယ်လေဒီဟာကျောင်းကတန်ခါလူထားပြီးသားပဲလေ။တန်ခါလူထားပြီးသားဆိုတော့ကိုယ်ကကြိုက်တဲ့ပုံကိုဖွဲ့စည်းခွင့်အုပ်ချုပ်ခွင့်ဖော်ကြီးမှရှိပြီးသားပဲလေ။တော့ဘသူကမဆိုအမလက်ရှိကောပကောက်ဖွဲ့ကိုမကြိုက်ဘူးလေ။မကြိုက်ရင်ကိုယ်ကပြောလို့ရတာ။အားနာစရာမလိုအာဒဂါကြီးတို့လောက်တာနီးလမ်းမမှန်ဘူး။အာဒဂါကြီးတို့ဒီလိုလိုလိုလောက်ပါပြောရမယ်။မလိုဘူးဆိုရင်တခြားအဖွဲ့စကူပြန်ဖွဲ့ရလိမ့်မယ်ပြောရမှာပေါ့နော်။ဒါသူတို့ပိုင်ကြောင်းမဟုတ်ဘူးလေ။တန်ခါပိုင်ကြောင်းပဲလေနော်။ ရှင်ဘုရားအွန်လိုင်းအမိရတဲ့မိကုံပါဗျာဟိုတန်ဃာတွေကိုဘန်အကောက်ဖြစ်စေမိုဘိုင်းမန်နီဖြစ်စေအကောက်ဖွင့်ပြီးတော့ငွေလူလို့ရပါသလားဗျာအဲ့ဒါလူတက်မှာပေါ့နော်အရန်အန်ဒရော့များတယ်လူလို့ရတဲ့နီးစနစ်တော့ရှိတာပေါ့ဘုန်းကြီးကမှဘန်အကောက်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ဟိုရှင်ဘုရားနော်ဟိုလိုချင်အားရက်ကိုညွှန်ကြပါဗျာလို့ပြောမယ်ဘုန်းကြီးကဒီဘန်အကောက်ကလုံချုံပါတယ်လို့ပြောလိုက်မယ်အဲ့ဒါဘန်အကောက်ကိုထည့်လိုက်မယ်ဒါအဲ့ဒါအဆက်သွားပြီအဲ့ဒီအဆက်တယ်နော် ဟိုအဲ့လိုမျိုးပဲနဲ့ရှင်မရငွေငွေလူချင်းနဲ့ဘယ်မှာပေးရမလဲဘန်ကောက်နဲ့ထက်လိုက်လို့ဆိုရင်ဒါမှတ်တော့ဘူးဘန်ကောက်နဲ့ထက်လိုက်တဲ့စကားပြောရင်ငွေမှတ်တော့ဘူးပြောမှလူတဲ့ပုဂ္ဂိုလ်ကလည်းလျှောက်တတ်မှလေလူတဲ့ပုဂ္ဂိုလ်ကလည်းလုံချွာရက်ကိုညှို့မှပြလို့ချောက်အောင်မယ်ခွန်ကြီးကလည်းဘန်အကောက်ကလုံချွာတယ်လို့ပြောရမယ်ဒါပဲသူကအဲ့တော့ရှင်မငွေလူချင်းနဲ့ပြဘယ်မှာထားရမလဲဘယ်မှာအဲ့ရမလဲဆိုရင်ခွန်ကြီးကဘန်ကောက်နဲ့ထက်လိုက်ကွာလို့ဆိုရင်သွားပြီးမှတ်တော့ဘူးဒါငွေလူခံထားတာနော်ငွေလူခံထား တပည့်တော်ရုပ်သေးစွာချက်ထားပြစေပြ။အခုတပည့်တော်ပေါ်ဗုဒ္ဓယဉ်ကျေးမှုအခြေပြုတင်တဲ့နေဖွင့်တဲ့အခါမှာတာမဏေနဲ့တိခါရှင်တွေကိုညနေဖြော်ရည်တိုက်တော့သူတို့တိခွာဖြော်ရည်စွာရှိရဲ့ဗျာ။အဲ့ဖြော်ရည်မှာ노ရီ노စိမ့်နေထဲတာအဆက်ပါသလားဗျာ။အာမရဘူး။ဟုတ်노노စိမ့်မရအောင်နော်။노စိမ့်နောက်တကဥစဉ်လို့လေသတိရလို့ထညာခဲတွေမှာလည်းအုံထညာဆိုတာရှိရနော်။အဲ့ဒါမရဘူး။ညနေပဲဥစဉ်လို့မရဘူးနော်။ဟုတ်တယ်ခုနကအုံသိဖြော်ရည်မအပ်ဘူးလေ။ အုံးသိပြန်မတော့အုံးထင်းညက်တွေပါတယ်ညက်နေပဲဖြော်မအပ်ဘူးနော်အမအပ်ဘူးအဲ့ဒါသတိထားရမယ်အရှင်ဘုရားဆရာတော်ကြီးတွေညက်နေပိုင်းဆေးတောက်တဲ့အခါအစာရှိမှတောက်ရတဲ့ဆေးတွေရှိပါတယ်ဘုရားအဲ့ဒီအခါဘယ်လိုမျိုးအဆောက်အအုံလုပ်ပြီးတောက်ရပါမလဲဘုရားအဲ့တော့ခုနကပြောသလိုလေအဲ့တော့ဗိုက်စာလို့ဆိုပြီးတော့ဥစ္စာလို့အစာခံခြင်းလို့မရဘူးကွန်ပျူတာရဲ့ဥစားကထောပက်ရှိရတယ်စတူမတူရှိတယ်ပြားရည်ရှိတယ်တခြားရှိတယ်အဲ့ဒါတွေကိုဖုံးပြလို့ရပါတယ်အဲ့တော့ အစားခံခြင်းလည်းဆိုရင်ထောပတ်ဖုံးပေးလို့ရပါတယ်ဆုလမှုတွေဖုံးပေးလို့ရတယ်ပြားရည်တောက်လို့ရပါတယ်နော်အရှင်ဗျာကပိယကာရကရဲ့အတိဘယ်ကိုသိချင်ပါရဲ့ဗျာကပိယဆိုတာကတော့အဆက်အောင်နော်ကာရကဆိုတာပြုလို့သူပေါ့အဲ့တော့တန်ဃာတော်များနဲ့အဆက်အောင်ပြုလို့ဆောင်ဆောင်ရပေးသူကိုကပိယကာရကခေါ်တယ်ဒါကြောင့်ကပိယကာရကတချို့အများသူအဖင်ကကပိယကာရကဆိုရင်ဖုံးကြီးနားမှာအနိကနေနေတာလေအနိကနေဘာမှမလုပ်တဲ့ကပိယကာရကမခေါ်ဘူးလားနော်အနိကနေတိုင်းမဆိုင်အနိနေချင်းအဝေးနေချင်းမဆိုင်ဘူး တန်ဃာတော်များနဲ့အဆောက်အအုံစီမံပေးသူကကပ္ပကတကပဲအမျိုးသားလည်းဖြစ်နိုင်တယ်အမျိုးသမီးလည်းဖြစ်နိုင်တယ်တချို့ကကပ္ပရလို့ပြောရင်အမျိုးသားပဲဖြစ်ရမယ်တောင်းမှနေရမယ်ချင်တာလေတောင်းမှနေခြင်းမနေခြင်းအမျိုးသားအမျိုးသမီးဖြစ်ခြင်းအဓိကမကြအောင်အဓိကတန်ဃာတော်များနဲ့အဆောက်အအုံစီမံပေးသူကကပ္ပကတကပဲအဲကြောင့်ဆိုလို့ဘုန်းတော်ဘာသာဝင်အားလုံးကကပ္ပကတကဖြစ်ရမှာတန်ဃာတော်များနဲ့အဆောက်အအုံစီမံပေးတတ်ရမှာကြုံလာခဲ့ရင်လုပ်တတ်ရမယ်နော်အိုးနေခွနေဖြစ်စီရအောင်နော်ဖြစ်စီရအောင်အရှင်ဘုရားရွှေအတူနဲ့ပြုတ်လုပ်ထားတဲ့ခွတ်တို့စုံလို့နဲ့ဆုံးကတ်လို့ရပါသလားဘုရား ရွှေရောင်ဖြစ်နေတာ။ရပါတယ်။သူကရွှေအစ်စ်မုန်းတဲ့ကြောင့်လေ။ရေရွှေဈေးတွေပါတုတ်ထားတာပြဿနာမရှိပါဘူး။အရှင်မြတ်ဟောပေါ်ကတ်တာဟာတန်ဃာရီနဲ့အဆက်ပါသလားဗျာ။ဟောပေါ်ကဟိုတကပြောဆိုကိုယ့်ဘာကိုထက်တာဆိုရင်တော့ကိုယ်တိုင်ချက်သူဖြစ်သွားမှာလေ။အဲ့တော့ဒကာဒကမတွေကထက်ပြီးတော့ရတာပေါ့။ဟိုဘုန်းကြီးရဲ့တပည့်ဘုန်းကြီးရဲ့ခွက်ထဲကိုဒကာမတွေကကိုယ့်ဘာကိုသူတို့ခုထက်ပြီးတော့ထက်ပြီးမယ်ဆိုရင်တော့အဆင်ပြေတယ်။အဲဘုန်းကြီးကိုယ်တိုင်ဟိုရွက်ထက်ဒီရွက်ထက်ဆိုရင်တော့မအပ်တော့ဘူး။ဘာလို့လဲ။ကိုယ်တိုင်ချက်သူဖြစ်သွားမယ်။ဟိုတော့ဘလောက်တောင်ဆိုတာထဲမှာဆိုတဲ့လဲဆိုတော့ မဆုံးခံတဲ့ဟိုယာကုပူပူလေးလောင်းလိုက်တယ်ဆံမြုပ်ပူပူလောင်းလိုက်တယ်နော်အဲ့ဒီဆံမြုပ်ပူပူလေးတဲကိုဒကာဓမ္မတွေကဟိုနန်းနေပင်ထက်လိုက်တယ်အဲ့ဒါကိုကိုဘုန်းကြီးကမှုေလိုက်တယ်ဆိုရင်အာဘက်တင်ကောဟုတ်တော့ချက်တယ်လို့ဖြစ်သွားလို့နော်အဲ့ဒါမမှုေရအောင်သူ့ဘာသူကြက်သွားပါစေအဲ့တော့ကိုအဲ့တော့ဒကာဓမ္မတွေကလွတ်ကြီးအသက်လွတ်ကြီးတပိဖုံးပေါ်တင်ပေးလိုက်တယ်ဘုန်းကြီးကကိုကကောက်ထည့်တယ်မထည့်ရဘူးလားဘာလို့ယာကုပူပူတဲကိုနော်ဟင်းပူပူတဲကိုကိုယ်လည်းထည့်လိုက်လို့ရှိရင်ချက်တယ်လို့ဖြစ်သွားတာ ဟုတ်တယ်လို့အထူးသဖြင့်မုံတီတို့မုံဟင်းကားတို့တတိထားကြလေမုံကြီးတို့မုံဟင်းကားတို့မှာတချို့အရေသက်သက်အဖက်သက်သက်ရှိတယ်အဲ့ဒါဖုန်းရကိုယ့်ဘာကိုောက်ထည့်ရင်တော့ချက်တယ်ဖြစ်သွားမယ်တတိထားမယ်နော်အတတိထားစရာရှိတယ်ဟုတ်အရှင်မယားတန်ဃာတော်တွေအနေနဲ့ရွှေနဲ့ပြုတ်လောက်ထားတဲ့စင်သူတော်တွေကိုအကင်ခွင်းရှိမရှိသိကျင်ပါရယ်ဖေဟာကင်လို့မရအောင်နော်ရွှေစင်သူရဟန်းတော်တွေလုံးဝထိလို့မရတာတချို့ကအာစင်သူတော်ပဲလေဆိုမရအောင်ရွှေဆိုရင်ရဟန်းတော်တွေကမထီကောင်းတဲ့ပစ္စည်းမှာပါတယ်အမျိုးသမီးကိုမထီကောင်းသလိုရွှေရဟန်းမထီကောင်းဘူးရွှေနဲ့မျိုးသမီးကဒန်းလူပဲ အဲ့တော့ဖယားဆင်းလို့ဖြစ်နေပါစေမထီရအောင်အဲ့တော့ထိခွင့်ရှိတဲ့လူတွေတဘာပဲရှိတယ်ဖယားတန်ရှင်လို့တဲ့ပုဂ္ဂိုလ်ဖယားတန်ရှင်လို့တဲ့ပုဂ္ဂိုလ်ကပဲဒီဖယားကိုထိခွင့်ရှိတာတန်တဲ့လူရဲ့သွားထိလို့မရအောင်အတန်ရှင်လို့တဲ့ပုဂ္ဂိုလ်ကတော့နည်းနည်းမထိလို့မရဘူးလေထိရတော့မှာပေါ့ရှင်ပြဟိုပါပေါ့တန်ဃာတော်တွေဟိုကဘေးဝင်ကက်လို့ရပါလားပြပါဘောဘေးဝင်ကက်လို့ရှင်ပါဏတိပါတာကံကျူးလွန်ရရောက်ပါလားဗျာအေးပေါ့အကောင်မောက်တယ်ဆိုရင်တော့ထိုက်ပါလေပါဏတိပါတာကံထိုက်ပါမယ်နော်အကောင်မောက်တယ်ဆိုရင်တော့ မလို့တင်ဘူးပေါ့ဟုတ်ပါဘူးအရှင်ဘုရားတန်ဃာတော်တွေကစေးပီးစေးကူးလို့ရပါသလားဘုရားတန်ဃာရှင်းရှင်းတော့ရတာပေါ့တန်ဃာရှင်းရှင်းဟိုသူတို့စေးုံဖွင့်မယ်တန်ဃာရှင်းရှင်းအတွက်ဆိုရင်အဆင်ပြေတယ်အဲလူတွေအတွက်ဆိုရင်တော့အဆင်ပြေဘူးတန်ဃာတော်တွေဆိုတာလူမှုဝန်ထမ်းမဟုတ်ဘူးသာသနာဝန်ထမ်းဖြစ်ရမှာလေသာသနာဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်စေးကူးရှင်စေးပီးရှင်ရဲ့လုပ်ကိုမလုပ်ရအောင်တချို့ကမာသာသရီစာတို့အားကြတာတော့မာသာသရီစာဗုဒ္ဓဘာသာမှာမဟုတ်ဘူးခရစ်ယာန်ခရစ်ယာန်မှာသူတို့လောနဲ့သူတို့ဥပဒေနဲ့သူတို့သွားတာလေဗုဒ္ဓဘာသာမှာလည်းဗုဒ္ဓဥပဒေနဲ့ဗုဒ္ဓကိုသွားတာဆိုတော့သွားတူလို့မရအောင်မတူတာကိုသွားတူလို့မရအောင် အဝိုင်းနဲ့၄တောင်လို့ဖြစ်နေတော့အဝိုင်းနဲ့၄တောင်သွားတူးလို့ရှိရင်ကိုယ့်ဘက်ကဖက်ပေးရမှာဟုတ်တော့အဝိုင်းနဲ့၄တောင်တစ်ထက်တည်းကျချင်လဲဆိုရင်တော့ဖက်ရမယ်ဖက်ပေးရမယ်အဲ့တော့ကိုယ့်သူ့နဲ့သွားတွေ့ရင်ကိုယ့်ဘက်ကမူဝါဒတွေဖြတ်ပေးရမယ်ခုနကဘောင်းတွေကိုကြော်သွားရမယ်အဲ့တော့ရဟန်းတော်တွေဆိုတာလူမှုဝန်ထမ်းမလုပ်ရအောင်နော်အရှင်ဘုရားတန်ခါတစ်ပါးတည်းကိုရည်စူးပြီးလူတဲ့အခါတန်ခါတဒေမလို့ပြောပြီးလူသိမလူသိသိကျင်ပါရယ်ဗျာလူလို့ရတယ်သူကတန်ခါတော်ဘက်ကလည်းဝင်းနီးနားလဲရင်ဒီဥစ္စာကောင်းပါတယ် ဟိုဦးဇင်းတော့တဲ့မှာတော့ကြောင်းပါနေတယ်တဘာတဲ့နေတယ်အလူရှင်ကတန်ခတ်တာဒီမှာလှူလိုက်တယ်ရရလည်းပြဿနာမရှိဘူးအဲ့ဒါအဲ့ဒီ PC ကတိုင်းကပစ္စည်းသို့တော့ကြောင်းမှာဘယ်သူမှမရှိဘူးဘယ်သူမှမရှိတဲ့ကြောင့်အဲ့ဖုန်းကြီးကဒီ PC ကိုပုဂ္ဂလိကလိုချင်တယ်ဆိုရင်အတိတ်ထင်ရမယ်ဒီ PC ကိုငါရအိဆိုပြီးတော့စိတ်ထဲမှာစောက်တရတယ်အဲ့ဒီမစောက်တင်ရင်တော့တိုင်းကပစ္စည်းပဲရတာကအကင်းကိုယ်အဲ့ကြောင်းတဲ့ကိုနောက်တစ်ပတ်လာတယ်ဆိုရင်အဲ့တော့တစ်ပတ်နဲ့ဝေယူရမယ့် PC ကိုသွားနော်ငါငါကြောင်းတဲ့ဝင်ကြည့်မယ်ငါပဲကြည့်မယ်ဆိုလို့မရအောင်ဘာလို့အလူရှင်ကတိုင်းကဒီမှာရေးသက်ချတာလားလीအဲ့ဒါနောက်တဲ့တန်ကလာလို့ရှိရင်နောက်တဲ့တန်ကပိုင်သွားတာ PC က စေဘာလိုင်းစေဘာပိုင်တယ်အမ20လာမ20ပိုင်သွားတယ်အဲ့တော့နောက်တဲ့တန်းကမလာခင်လေးမှာစိတ်ကတိတ်ထင်လိုက်ဥမာပေါ့ဦးစင်းဥဒီမှာတဘာတဲ့နေတာဒီဆောင်မှာတဘာတဲ့ရှိတယ်အဲ့ဒါကိုဦးစင်းကိုဟိုတင်ငယ်တစုံတန်ငယ်တာဒီမှာလာလူတယ်အဲ့ဒါအလူရှင်တဲ့တန်းကဖြစ်သွားတယ်အဲ့တော့ဦးစင်းကအဲ့ဒီအချိန်မှာဘေးကိုကြည့်လိုက်တယ်ဘာမှမရှိဘူးမရှိရင်ဒီတင်ငယ်ငါရည်လို့စိတ်ကဆောက်တည်လိုက်အဲ့ဒါဆိုရင်ဦးစင်းနေတဲ့ပုဂ္ဂလိကဖြစ်သွားတယ်အဲ့ဒါဖြစ်သွားတယ်အဲ့တော့တန်းကပုဂ္ဂလိကဖြစ်လို့လို့ရတယ်မျိုးတို့ရှင်ပြ ောင်းနိုင်ဆရာတော်တပားတည်းဟိုပဲယူစုပြီးလူတဲ့နေရာမှာတန်ကတ္တဒီမာလို့ပြောတာဟာကျောင်းနိုင်ဆရာတော်အတွက်အဆက်ပါလားရှင်ဘုရားခုနပြောသလိုပေါ့နော်ဟိုတခြားတန်ဃာတွေရှင်းလို့သူမရဘူးလေဟိုမှာဦးဇင်းတို့ကျောင်းနိုင်မှာဆိုတန်ဃာသုံးပါရှိတယ်အဲ့ဒါဦးဇင်းကိုလာပြီးတော့ရေသက်ရှာအကက်ခံတယ်ပေါ့တန်ကတ္တဒီမာဆိုင်ဆိုရင်ဦးဇင်းအပိုင်လို့မရအောင်ဘာလို့ကျောင်းထဲမှာရှိတဲ့တန်ဃာအားလုံးနဲ့ဆိုင်သွားတယ်အဲ့ဒါကိုတော့ပြီးတော့ငါခုနကပြောသလိုငါအားရောက်ပြီဆိုပြီးတော့သိထန်လို့မရအောင်အဲ့ဒါတပားတည်းရှိတဲ့ခါမှာအများရှင်အဲ့လိုလုပ်ခွင့်မရှိဘူးနော်အများအပြားဝေယူရမှာအဲ့တော့တပားတည်းရှိတဲ့ချိန်တော့ အဲ့လိုတန်ခါတာဒီမှာဆိုရင်ငါအားရကြီးလို့လို့လို့ရတယ်နော် အရှင်ဗျာကြောင်သားဖားသားကြွက်သားပြွေကျော်တို့ကတ်လို့ရပါသလားဗျာတန်ခါတော်တွေပန်းတကူသားဆိုတော့ရတာပေါ့ပန်းတကူဆိုတာကဖုန်းကြီးကိုရည်စူးထားတာမဟုတ်ဘူးလေဟိုမှာမနေ့ကျရင်ကဖုန်းကြီးကငါပြစ်ကျော်ကဲအောင်မယ်ဆိုတော့ပြစ်သွားဖမ်းအောင်မယ်ဆိုတော့မရဘူးပေါ့သူ့ဘာသူဈေးထဲမှာရောင်းနေတာအသေးပေါ့နော်အသေးရောင်းနေတာကိုပြစ်ကက်ရပါတယ်ဟိုဘသူမဆိုဝယ်လို့ရတဲ့ဟာမျိုးရောင်းနေတာရှိတယ်ဈေးထဲမှာအဲ့ဒါမျိုးဝယ်ပြစ်ကက်ရပါတယ် အဲ့တော့တမင်တကာဘုန်းကြီးအတွက်ဆိုတော့ညကြိုင်သွားဖားသွားရတာမျိုးမလုပ်ပါဘူးလေမနေ့ဆုံးခဲ့တဲ့ကိုတော်ကဖားရင်းကမယ်ဆိုပြီးတော့ဖားသွားဖမ်းအောင်မရဘူးလေဘုန်းကြီးကမနေ့ပဲငါးရင်းကမယ်ဆိုငါးသွားမရမရဘူးလေနောက်လာမျိုးမရဘူးနော်ဘုန်းကြီးကဆုံးခဲ့ချင်လို့ဆိုရရွေးချမ်းနဲ့ဖားဖမ်းငါးဖမ်းအပရိဖမ်းလုံးဝမရပါဘူးနော်ခုမိသားစုစားဖို့အတွက်ပြင်ဆင်လာတာမျိုးတော့ရတယ်ခုမိသားစုဟင်းစားပေါ့နော်မိသားစုစားဖို့အတွက်ဖားသွားရိုက်တယ်အဲ့မိသားစုစားမဲ့အထက်ကဖဲ့ပြီးတော့လှူတာအဲ့ဒါရတယ်နော်အဲ့ဒါရတယ် အရှင်ဘုရားမန်ဆက်တော်တပည့်မျိုးစားတွေကဘာတွေပါလဲဘုရားအဆက်အအောင်မြည်သူပြုလို့ရပါမလဲဘုရားမန်ဆက်တာအများတယ်အလုံးစုံဆက်တလုံးရှိတာပေါ့အဲ့တော့အဆက်တာမှတ်လိုက်ရင်မန်ဆက်တာပြီးသွားပြီအဲ့ဒါဆိုအဆက်တာကဥစ္စာလို့မြည်တပည့်ရယ်တန်တပည့်ရယ်ယနေ့ခေတ်ဆိုစတိတပည့်ထည့်လိုက်ပေါ့အဲ့တော့မြည်ရယ်တန်စတိရယ်ပေါ့ဒီသုံးခုကလွယ်ရင်ကျတော့မအပ်ဘူးချင်းချင်းလေးပဲအဲ့တော့မန်တာမှတ်ရင်များနေပါအတ္တနှစ်ခုမှတ်လိုက်ပြီးသွားပြီနော် ရှင်ပြအခုခေတ်ကျွန်တော်တွေ့တော်တို့ကြောင်းနေပါပြိတာတို့တင်တန်းနေပါပြီးတာဆိုဒုံလဘရေဝေးကြရပြအဲ့ကြတော့စတီးတပိတ်ဟိုဘယ်လိုမျိုးအအောင်တုံးရမလဲဗျစတီးတပိတ်အဖြူနဲ့တော့ရဟန်းမခံသိအောင်ပေါ့ရဟန်းတော့ဖြစ်တယ်နော်စတီးတပိတ်အဖြူနဲ့ရဟန်းခံတော့ရဟန်းဖြစ်တယ်ဒါပေမဲ့သူကတပိတ်မဟုတ်တပိတ်အဖြူကတပိတ်ထက်မှမပေါ့